အာဆီယံဒေတာကယာတိဥတုပြောင်းလဲမှုဆိုတဲ့ကြီးမားတဲ့စိန်ခေါ်မှုကိုရင်ဆိုင်ဖို့အတွက်တဘာဝတရားစီကနေအဖြေကိုရှာဖွေနေပါတယ်။ဒီနေ့မှာတော့အဲ့ဒီအကြောင်းကိုမွာရအစီရင်ခံစာတက်တခုကိုအခြေခံပြီးပြောပြသွားမှာပါ။ကဲအရင်ဆုံးအခြေအနေကိုတစ်ချက်ကြည့်လိုက်ရအောင်။အာဆီယံဒေတာဟာယာတိဥတုပြောင်းလဲမှုရဲ့တရားမှုတွေကိုအလွန်မင်းခံစားနေရတဲ့ဒေတာတစ်ခုဖြစ်ရည်နေပါတယ်။အခြေခံစာရိယာဆိုရင်ဖိလစ်ပိုင်၊ဗီယက်နမ်နဲ့ထိုင်းနိုင်ငံတို့ဟာ2009ကနေ2019တွင် ရာသီဥတုဆိုင်ရာဗီယန်တွေအစိုးရဆုံးခန်းစားခဲ့ရတဲ့နိုင်ငံဆိုင်နိုင်ငံထဲမှာပေါ်ဝင်နေပါတယ်။ဒီတက်ရောက်မှုကလူတွေရဲ့အပေါ်မှာဘလောက်ထိကြီးမားလဲဆိုရင်1900နဲ့2020ကြားမှာမယ်လူပေါင်း920တန်းကျော်ဟာတဘာဝဘေးအန္တရာယ်လေးကြောင့်တိုက်ရိုက်ထိခိုက်ထေရပါတယ်။ဒီဂိန်းကနန်ကတကယ်တော့ဒေတာတစ်ခုလုံးရဲ့လူမှုစီးပွားဘဝကိုဘလောက်တောင်လွတ်ခတ်နေလဲဆိုတာကိုပြနေတာပါပဲအဲ့တော့မင်းစရာတစ်ခုရှိလာတယ်ဒီလိုခစ်တဲ့အကြက်အဒီအထက်အဖြေကကျွန်တော်တို့မျက်စိရှေ့မှာပဲ တဘာဝတရားထဲမှာပဲရှိနေနိုင်မလားဆိုတာပါပဲဒီမေဟုံးကပဲကျွန်တော်တို့ရှေ့ဆက်သွားမယ့်အကြောင်းအရာရဲ့အဓိကတော့ချက်ဖြစ်လာမှာပါကဲအပိုက်တကူဆက်လိုက်ရအောင်အန်ဒီကြာရောက်နေတဲ့ဒေတာအကြောင်းပါအာရှနိုင်ငံလေကတကယ်တော့ဘေးအန်ဒီရဲ့မျိုးစုံနဲ့ပတ်လည်ဝန်းခံနေရတာပါအဓိကချင်းချောက်မှုတွေကတော့မြေရည်ကြီးတာနဲ့ကံယုတ်တန်းရေ လွှမ်းမိုးတာတွေပေါ့ဒါပြန်စိုက်ပျိုးရေဖို့ချော့တွေ့စေတဲ့မိုးကောင်မှုတွေအင်အားပြင်းတဲ့မုန်တိုင်းတွေပြန် တတော်နဲ့ဒီဂျေတော်လိုအသက်သွေးကြောဂေဟာရှိနေတဲ့တပြည့်တည်းပျက်စီးလာနေတာကဒေတာတစ်ခုလုံးကိုဖိအားပေးနေတာပါ။ဒါဆိုအပိုင်းနည်းကိုစက်ကြည့်အောင်ဒီစင်ခေါ်မှုတွေအတွက်အဖြေတစ်ခုရှိပါတယ်။အဲ့ဒါကတော့တဘာဝအခြေပြုဖြစ်ရှင်နည်းတွေပါတယ်။ကောက်ပါပြီ။ဒါကတော့ကုလသမဂ္ဂမှာပတ်ဝန်းကျင်ကြီးလာခံ UNEA ကအတိပြုထားတဲ့တရားဝင်အတိပယ်ဖွင့်ဆိုချက်ပေါ့။ရှင်းရှင်းလင်းပြောရရင်တဘာဝတရားကိုရန်တူလို့သဘောမထားဘဲမိတ်ဆွေလို့လက်တွဲပြီး လူအဖွဲ့အစည်းရဲ့ပင်းစားတွေကိုဖြည့်ရှင်းတဲ့နည်းပြဟာတစ်ခုပါပဲ။ကြေအားစနစ်တွေကိုထိန်းသိမ်းနဲ့ပြန်လည်ထူထောင်နဲ့အဲ့ဒီနေ့ရရှိချိုးကျေးဇူးတွေရယူတာဖြစ်ပါတယ်။ဆိုတော့လက်တွေ့မှာဒါကဘလို့ပုံစံမျိုးလဲ။ဥပမာကန်ရိုးတန်းကိုရေကြီးတာကန်နေကောက်ဝေဖို့ကွန်ကရစ်တန်တန်းကြီးတွေစောက်မဲ့အစားဒီရတော်တွေကိုပြန်လည်စိုက်ပျိုးတာမျိုးပေါ့။ဒါမှမဟုတ်မြေကြီးကြီးတော်ကိုထိန်းချုပ်ဖို့တောင်ပေါ်ကဲတစ်တော်တွေကိုပြန်ပြီးတော့ထူထောင်ပြီးတဘာဝတိုင်းရေဆုပ်ယူထိန်းသိမ်းစေတာမျိုးပါ။ဒါခါတဘာဝရဲ့စွာကိုအထုံးပြုပြီးပြည်ထနာကိုတိုက်ရိုက်ဖြေရှင်းတာပါပဲ။ Okay. အပိုင်တော့အာဆီယံရဲ့လက်ရှိအခြေအနေကဘယ်လိုရှိလဲ check ကြည့်ကြအောင်။အာဆီယံနိုင်ငံတွေရဲ့မူဝါဒတွေကိုကြည့်လိုက်တဲ့အခါမှာပေါ့နော်။တဘာဝအခြေပြုဖြည့်ရှင်းနည်းတွေကိုရာသီဥတုနဲ့ပတ်ဝန်းကျင်ဆိုင်ရာ policy တွေမှာအများဆုံးချက်အတွင်းထားတာကိုတွေ့ရပါတယ်။ဒါကကောင်းတဲ့အချက်ပါ။ဒါပေမဲ့စိုက်ပျိုးရေးလိုမျိုးတခြားရေးကြီးတဲ့ကဏ္ဍတွေမှာတော့နည်းနည်းလေးအားစိုက်ဖို့လိုနေတဲ့ဆိုတာကိုပြနေတာပေါ့နိုင်ငံလိုက်ကြည့်လိုက်ရင်တော့အချင်းနေနာတနိုင်ငံနဲ့တနိုင်ငံမတူပြန်ဘူးဥပမာအင်ဒိုနီးရှား ိုင်းနဲ့ဗီယက်နမ်တို့လိုနိုင်ငံတွေကတော့ရှေ့ကနေဥဆောင်နေတယ်လို့ပြောလို့ရတယ်။သူတို့ရဲ့အဓိကရာဒီယိုရုဆိုင်ရာကတိကဝိနိခူလုံးမှာတဘာဝအခြေပြုဖြည့်ရှင်းလေးတွေကိုထည့်သွင်းထားပြီးသား။ဒါပေမဲ့ဖိလစ်ပိုင်လိုနိုင်ငံမျိုးမှာကျတော့အရေးကြီးတဲ့ကတိကဝိတစ်ခုမှာလက်ဟာနေရကိုတွေ့ရပါတယ်။အစိုးရခန်းစားမှာအထူးတလက်ဖော်ပြထားတာကတော့ဖိလစ်ပိုင်နဲ့ထိုင်းနိုင်ငံပါ။သူတို့က NBS ကိုအမြင့်ဆုံးအဆင့်ဆစ်တဲ့အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကြီးတွေထဲမှာကိုအထူးကမန်တန်တစ်ခုအနေနဲ့ထည့်သွင်းပြီးတော့ ရှေ့ဆောင်လမ်းပြနေကြတယ်လို့ဆိုပါတယ်။ဒါကတခေတ်ကိုအားရစရာကောင်းတဲ့အချက်ပဲ။ဟုတ်ပြီ။အပိုင်းလေ။ဒါပေမဲ့အရာရာတိုင်းကတော့နေတာမနေပါဘူး။အဓိကအတားရှိတဲ့ရှိနေတော့မယ်။ဆိုတော့တကယ်တမ်းမှာဘာတွေကဒီလုပ်ငန်းတွေကိုရှေ့မဆက်နိုင်အောင်ဟန်တားနေတာလဲ။အဓိကအတားရှိတွေကိုတစ်ချက်ကြည့်လိုက်ရအောင်။အဓိကကတော့အခက်အခဲသူမျိုးရှိနေရဲ့။ပထမတစ်ခုကအဖွဲ့အစည်းပိုင်းဆိုင်ရာပြဿနာဆိုလိုတာကဘယ်ဌာနကအဓိကတာဝန်ယူမှာလဲဘ누구အလုပ်လဲဆိုတာမရှင်းလင်းဘူး။ တယောက်နဲ့တယောက်လွဲချနေကြတာမျိုးပေါ့ဒုတိယတစ်ခုကမွာရပိုင်းမှာအားနေတာစာလွတ်ကော်မှာတော့ရှီကောင်းရှိမယ်ဒါပေမဲ့တီးတီးကြကြပန်းတိုင်တွေလှုပ်ဆောင်ချက်တွေမပါဘူးနောက်ဆုံးနဲ့အရေးကြီးဆုံးကတော့လက်တွေမှာဂျုံရတဲ့အခက်အခဲပဲအစိုးရအများစုကတဘာဝနီလန်းလေထက်ကွန်ကရစ်တတိုင်းတို့ရေကာတာတို့လို grey infrastructure လို့ခေါ်တဲ့လူလုပ်အဆောက်အုံတွေကိုပဲပို့ပြီးယုံကြည်နေကြတော့ပဲဘာလို့လဲဆိုတော့ သဘာဝဖြစ်ရှင်းဤတွေကတကယ်ထ ිය ောက်တယ်ဆိုတာကိုတသက်ပြနိုင်တဲ့အချက်လက်တွေသူတေသနာတွေအားနည်းနေသေးလို့ပါပဲဒီမှာဖော်ပြထားတဲ့ကိုကားချက်ကအဲ့ဒီပြဿနာကိုပဲထောက်ပြနေတာပါဆိုလိုတာကဒီ NDB ရဲ့စီမံကိန်းတွေကဘလောက်ထ ිය ောက်လဲဘလောက်အောင်ငင်လဲဆိုတာကိုစနစ်တကျစောင့်ကြည့်တင်တာပြီးတသက်ပြဖို့အတွက်လိုအပ်တဲ့ data တွေ system တွေမရှိတာကအကြီးမားဆုံးအားနည်းချက်ကခုဖြစ်နေတယ်ဆိုတာပါပဲကဲအပိုင်းကတီတော်ရှစ်ဆက်ဖို့တပ်ဘလိုလမ်းကြောင်းမျိုးရှိမလဲ အစီရင်ခံစာမှာတော့ရှင်းရှင်းလင်းလင်းပဲအစ်စ်နဲ့ဆင့်ပါတဲ့ action plan တစ်ခုခုအကြံပြုထားတယ်။ပထမအဆင့်ကာလတိုပေါ့2025ကနေ2029အတွင်းမှာအာဆီယံစစ်မှာညီနိုင်မှုတွေလို့စံလုံးတွေချမှတ်ဖို့တိုက်တွန်းထားတယ်။ဒုတိယအဆင့်ကာလလက်ထူတဲ့2028ကနေ2030အတွင်းမှာတော့ DMBS ကိုနိုင်ငံတည်တည်ရဲ့ရေရွှေဖွံ့ဖြိုးရေးအစီအစဉ်တွေထဲမှာအပြည့်အဝထည့်သွင်းနိုင်တဲ့အထိညီမှန်ထားပါဗျ။ဆိုတော့အထူးကလောက်ဆောင်ရမယ့် game plan က၈ပါတယ်။နံပါတ်၁ အာဆီယံတစ်ခုလုံးအတွက်ဘုံဘူပေါင်းတစ်ခုချမှတ်မယ်။နံပါတ်1နိုင်ငံတိုင်းကကုနိုင်ငံအတွက်တိကျတဲ့ပန်းတန်တွေတတ်မှတ်မယ်။နံပါတ်အချင်းချင်းအသိပညာတွေအတွေ့အကြုံတွေဖလှယ်နိုင်ဖို့အတွက် platform တွေ hubs တွေတည်ထောင်မယ်။ပြီးတော့နောက်ဆုံးချက်ကတော့ရှေ့ပြေးစီမံကိန်းလေးတွေအများကြီးလုပ်ပြီးဒါတွေကတကယ်လုပ်ချင်တယ်ဆိုတဲ့တက်တွေကိုခံခံမာမာတိစောက်တော့ဖို့ပါပဲ။အဆုံးသတ်အနေနဲ့ဒီမေခွန်းလေးနဲ့ပဲအဆုံးသတ်ချင်ပါတယ်။ကျွန်တော်တို့ရဲ့ဒီနေ့ခေတ်အကြအတဲတွေကိုဖြည့်ရှင်းဖို့အဖြစ်ဟာ ဟောရှေးနှစ်ပေါင်းများစွာကတည်းကရှိနေလေဂေဟစနစ်တည်းထဲမှာပဲရှိနေနိုင်မလားတဘာဝတရားကိုယ်တိုင်ကပဲကျွန်တော်တို့ကိုလမ်းမှန်ကိုပြန်ညွှန်ပြနေတာများလားဆိုတာကိုပေါ့